ကချင်ပြည်နယ်ဝိုင်းမော်မြို့တာကရရက်ကွက်မှာကြားပြူပါတီလို့ခေါ်တဲ့ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီရဲ့ဥက္ကဋ္ဌဦးဆိုင်အိုက်ပေါင်းဟာဒေသခံတိုင်းရင်းသားတွေနဲ့တွေ့ဆုံပြီးမဲဆွဲဟောပြောခဲ့ပါတယ်။ RFA သတင်းတော်ကိုကျော်မျိုးမင်းတင်ပြထားပါတယ်ခင်ဗျာ။ဝိုင်းမော်မြို့တာကရရက်ကွက်မှာကျင်းပတဲ့မဲဆွဲဟောပြောပွဲမှာရှမ်းရိုးရာတချင်းတွေနဲ့ဖြောပြခဲ့ပါတယ်။လက်နက်ကင်ပြစ်ပခတ်တွေချုပ်ငိမ့်ပြီးစစ်မှန်တဲ့ဖေရယ်ပြည်တော်စုကိုတိစောက်ဖို့အတွက်ကချင်ပြည်နယ်မှာနေထိုင်ကြတဲ့ ရှမ်းဗမာကချင်လီစုစတဲ့တိုင်းရင်းသားတွေအားလုံးရှမ်းတိုင်းရင်းသားမြတ်ဒီမိုကရက်တစ်ပါတီကိုမဲထဲဖို့ပါတီဥက္ကရာဦးဆိုင်အိုက်ပေါင်းကတိုက်တွန်းပါတယ်အတိကကကျွန်တော်ရှမ်းတိုင်းသားမျိုးနယ်စုတွေအားလုံးကိုကျွန်တော်ကအတိတုကဖြစ်နေတာကျွန်တော်မကြည့်နိုင်တော့ဘူးမချိတ်ချင်တော့ဘူးအေးအေးချမ်းချမ်းနဲ့လူပွားထဲမှာနော်အေးအေးချမ်းချမ်းနဲ့နေစေချင်တယ်အားလုံးတော့ကျွန်တော် ညီကိုတိုင်းသားတွေအားလုံးကျမ်းမာစေခြင်းနဲ့ပညာတတ်စေခြင်းနဲ့เนาะဝေဝေရလန်းနေတင်းတောက်တင့်တဲ့လူနေမှုဘဝအဆင့်တန်းတွေဖြစ်စေခြင်းနဲ့အဲ့ဒါတွေကျွန်တော်တို့တိုင်းသားညီကိုတွေဒါကျွန်တော်တို့เนาะကြားဖြူပါတီကိုဒါမဲထက်ပြင်းမယ်ဆိုလို့ရှိရင်ကြံတဲ့အပိုင်းတွေကျွန်တော်တို့တာဝန်ထားပါခင်ဗျားတို့မဲပဲထည့်ပေးပါကျွန်တော်တို့လာမယ့်ရက်ပေါင်း30ကြာရင် နော်ကြာပြူပါတီဟာရှမ်းကချင်ကရမန္တလေးစကိုင်းစတဲ့ပြည်နယ်နဲ့တိုင်းဒေသကြီး၅ခုမှာဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးသူတို့ပါတီရဲ့ရမန်းချက်ကရှမ်းပြည်နယ်အစိုးရဖွဲ့စည်းရေးနဲ့ကျန်တဲ့ဒေသတွေမှာတိုင်းရင်းသားအခွင့်အရေးပုံမရရှိအောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။လာမယ့်ရွေးကောက်ပွဲမှာအနိုင်ရခဲ့ရင်ကြာပြူပါတီကိုမဲထဲခဲ့တဲ့ပြည်သူတွေကိုဘယ်လိုဆောင်ရွက်ပေးမှလဲလို့မေးမြန်းရမှာဦးဆိုင်အိုက်ပေါင်းကအခုလိုဖြစ်ကြပါတယ်။အဓိကပရမအဆုံးကကျွန်တော် ဒီဒီပြည်တနာတွေအရင်ဆုံးပါရှင်းမယ်နော်လက်ဆိတ်ရှိမှာပေါ့ပြည်တနာတွေငင်းကြဲမရတဲ့ပြည်တနာတွေရွာပြတ်တဲ့ပြည်တနာတွေလဲမိတွေနော်အသိခံရတဲ့ပြည်တနာတွေအားလုံးကိုအရင်ရှင်းမယ်ပြည်တနာဒီကိုပြီးရင်ကွန်ပျူတာတက်ပေါ်လောက်ရမယ်ပညာရေးကျမရေးလမ်းပန်းဆက်သွယ်ရေးလက်စမီရရှိရေးအလောက်ကန်ရရှိရေးဟလာဒီဒီဒီ ဟိုဟာဖွံ့ဖြိုးတိုးတက်ရေးပေါ့နော်အစအစအရာဒါကျွန်တော်တို့ကလှုပ်ရမယ်ဒါ planning မရှိဘဲနဲ့တော့ဘာလို့လုပ်မရဘူးလေနိုင်ငံတစ်ခုကိုအုပ်ချုပ်တယ်ဆိုတာနော်လာမယ့်အောက်တိုဘာ15ရက်နေ့နေပြည်တော်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၈ဖွဲ့နဲ့အစိုးရတို့လက်မှတ်ရေးထိုးချိန်မှာအတိတ်တက်တဲ့အဖြစ်တက်ရောက်လက်မှတ်ရေးထိုးမှာဖြစ်တယ်လို့ကြားပြူပါတီဥက္ကဋ္ဌကပြောပါတယ်တကယ်တော့ကြောင့်အားလုံးပါတာအကောင်းဆုံးပေါ့ဒါပေမဲ့ဒီ၈ဖွဲ့ပဲပါတယ်ဆိုလို့ရှိရင်လည်းဒါလည်းမရတာနဲ့ဆိုင်တော့ ကောင်းတာပေါ့ some something is better than nothing ကျွန်တော်ပြောချင်တယ်လေဘယ်လိုမှမဖြစ်တချို့တဝက်ရတယ်ဆိုလို့ရှိရင်ဘာမှမရတာနဲ့တော့ကိုကောင်းတာပေါ့ဟုတ်တယ်မလားအတိတ်တည်းနေနေပဲသူတို့ဖိတ်တာဟုတ်တယ်မလားအတိတ်တည်းနေဟို did of commitment ငါအာဒီနေ့ဟိုဖေဖော်ဝါရီလဆန်ဆန်နေနေမပြေတော်စုနေမှာထုတ်ခဲ့တယ်အဲ့ဒီမှာလည်းကျွန်တော်လက်ပတ်ထုတ်ခဲ့ပြီပဲနော်အဲ့ဒီတော့လေးဖွဲ့ပဲထုတ်တာပဲ လေးရောင်တော့တော့ပန်းချပန်းစာဟိုဒီမိုကရက်တစ်ပါတီစောက်ခဲတိုင်းရှန်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဟာပြည်내နဲ့တိုင်းဒေသကြီး၅ခုမှာလွတ်တော်ကိုယ်စားလှယ်လောင်း၂၀၀ကျော်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးကချင်ပြည်နယ်ကမြို့နယ်၉ခုမှာလွတ်တော်ကိုယ်စားလှယ်လောင်း၃၀ကျော်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။မဲဆွယ်ဟောပြောပွဲကိုမြစ်ချနာဝိုင်းမော်ခတ်ချိုနောင်စီပေါ် ဖိုးတုံဝေရှောင်းတာဂရစတဲ့မြို့ရွာတွေကဒေတာကန်ရှန်တန်ရဲနာတထောင်ဝန်းကျင်လောက်တက်ရောက်ခဲ့ပါတယ်ခင်ဗျာ